အမေဒီတိုက်ပွဲကမပြီးသေးဘူးဆိုတော့ဒီစစ်ရေးတုံတဲ့ချက်ကိုကျွန်တော်ကအရင်ဟိုမပေါ်ထုတ်ပါဘူးအဲ့ဒါမဲ့ပြောနိုင်သလောက်ပြောရမယ်ဆိုရင်တော့အာဒီရှမ်းမြောက်ဖက်နဲ့ဒီကချင်ဖက်တွေမှာဆိုရင်သူကလေတက်ရဲ့ပစ်ကူကိုယူပြီးမှတိုက်တယ်ဒါမဲ့သူ့ရဲ့ moral ဘိုင်းကတအားနှိမ့်တယ်မြန်မာစစ်စစ်တဲ့လက်ရှိမြန်မာစစ်တပ်ကို စကားစတက်ပေါ့ဗျာမြန်မာစတက်လို့ပြောတာနဲ့ဒီလက်ရှိစကားစတက်ကို1960လောက်ကမြန်မာတက်မတော်နဲ့အရာရာမှာထက်တူခိုင်းနိုင်လို့တော့မရပါဘူးအာသာချက်ကကိုစီမတူပါဘူးဆိုရဲနောင်ချိုးကြောက်မဲတီဘောမိုးကုတ်မိုးမိတ်မိုးမိတ်အဲ့ဒီဒေသကနေလက်ရှိတရားနယ်ထိချုပ်တာနေမြို့တွေကနေပြီးတော့မင်းတို့ဆော့မင်းတို့နေရာမဲ့နေရာကရခိုင်တပ်ပတ်ထားတဲ့နမ်ဆန်နဲ့မန္တုံမှာပြန်နေပြန်နေတရှိရှမ်းမြောက်လမ်းကြောင်းပေါ်မှာလမ်းကြောင်းပေါ်မှာရှိနေတဲ့သူတို့ရဲ့တပ်တွေအကုန်ရွှေ့ ဖေလိုဒီတက်မလို့ကတော့အဲ့လိုရက်တိရက်ရှိတယ်တင်းတယ်လေကဒီပေါ်မှာလက်မခံအောင်လက်ခံလားကွာမင်းတို့ကောင်တွေကစီရှုံနေရတနိုင်ငံတော့ကမင်းတို့စီရှုံနေလူတိုင်းတိနေတော့ကိုကြည့်တော့လေအောက်ကအတန်နဲ့ထွက်ပြီးတော့သူများတစ်ခေါက်သွားပြီးပြန်ဆုတ်ခိုင်းနေသေးတယ် ဒေါ်လာမျိုးတွေအားလုံးပဲငလင်ပေးတဲ့မေးပေးတာမှာများသုံးကင်းဝေးကြပါစေလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ကိုဂျက် Revolution Channel လေးကပြန်လဲကျေးဇူးလိုက်ပါတယ်ဗီဒီယိုလေး reaction လုပ်သွားပေးခင်မှာတော့ယနေ့ ်မေလ6ရက်နေ့ညပိုင်းထီနောက်ဆုံးရရှိသတင်းချို့ကိုအချင်းချို့ဖော်ပြပြန်ဖြစ်တဲ့တော်လန်မျိုးတွေအလုံးပဲအဆုံးထိကြည့်ပေးဖို့တောင်းဆိုလိုက်ပါရစေ။ဒီနေ့မနေ့ရက်သတင်းတင်ဆက်မှုမှာကတော့တော်လန်ပွဲတစ်ခုကိုသွားရောက်အားဖြည့်ပေးနေရဖြစ်တဲ့အတွက်အချိန်မရလိုက်တဲ့အတွက်တင်ဆက်ပေးမှုမလုပ်ခဲ့ရတဲ့အတွက်တော်လန်မျိုးတွေအားလုံးကိုခွင့်မတိုင်ပဲပြတ်ခဲ့တဲ့အတွက်ညံကနေပြီးတော့တောင်းပန်လိုက်ပါရစေ။တခဲဒီကြားတဲ့ကကြည့်ရှုပေးတဲ့တဝူးချင်းဆိုင်ကိုအထူးပဲကျေးဇူးတင်ရှိပါရစေ။နောက်ဆုံးသတင်းပုံအနေနဲ့ကတော့ရခိုင်ပြည်နယ်မြို့တော်စစ်တွေကနေပြီးတော့စစ်ကောင်စီရဲ့အကတတော်အီတို့လက်နက်ကြီးတိုက်ပွဲဆင်နွှဲနေချိန်မှာပဲစစ်ကောင်စီကတက်ပြတ်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို စစ်တွေမှာစုဆောင်းပြီးအင်အားဖြစ်နေကြောင်းသိရှိရပါတယ်။ဘူးတီတောင်ရတစ်တောင်ပုံနှကျွန်းတန်တွဲနဲ့မောင်းတော်မြို့နယ်များမှာတက်ပြက်လာတဲ့စစ်ကောင်စီတရင်တပ်ဖွဲ့များကိုစစ်တွေမှာစုထားပြီးခံစစ်ဆင်ခိုင်းထားကြောင်းစစ်သတင်းမြေတွေကလည်းဖော်ပြထားပါတယ်။အဲ့ဒီပြင်မှာပဲစစ်ကောင်စီကလေကြောင်းနဲ့ရေကြောင်းအုံပြပြီးတရင်ချို့မှထုတ်နှုတ်အင်အားချို့နဲ့ လက်နက်ခဲယမ်းများကိုလည်းစစ်တွေကိုပို့ဆောင်ထားကြောင်းသိရှိရပါတယ်။၂၀၂၀တဲကစစ်တွေမျိုးသိမ်းတိုက်ပွဲဆမယ်ဆိုတဲ့အရင်းနေထွက်လာပြီးစစ်တွေကိုခန်းစစ်ခိုင်မှပြင်ထားပါတယ်။နေရာအနေထားအရာလည်းခန်းစစ်စင်တာတဲ့မြို့တွေလည်းဆိုရမှာပါ။လို့ပြင်းပြင်းအေအေကတိုက်မယ်ဆိုစစ်တွေကတော့သိမ်းစီကြမှာပါ။စစ်တဲ့အင်အားကအရန်ကွာတယ်လို့လည်းစစ်သတင်းမိကသိရှိရပါတယ်။ဘာလို့ကြီးကြီးအဖြစ်ရခိုင် PO စစ်ကောင်စီက၂၀၂၀တဲကခန်းစစ်တွေပြင်ထားတာကိုအားလုံးသိကြမှာပေါ့နော်။ ဒီလိုမျိုးခံစစ်ပြင်းတဲ့ဂျားကပဲတမျိုးပြီးတမျိုးပါသွားတယ်ဆိုရင်တော့စိတ်နာစဉ်းစားကြည့်တော့ဗျာအဲဒီကနေပြီးတော့စုတ်ခွာလာတဲ့စစ်ခွေးတွေကိုလည်းစစ်တူမှပြန်နေစုခဲ့တယ်ဗျာမနိုင်လို့တော့ပြေးလာပါတယ်ဆိုမှဒီကောင်တွေကထက်ပြေးဖို့ပဲရှိမှာပေါ့ဒီကြားတစ်ခုကတော့မင်းတို့စစ်ခွေးတွေကိုမင်းရောင်းနိုင်ကြတော့မင်းတို့ကောင်တွေဘဝမပြောင်းမချင်းမင်းတို့တိုက်ခိုင်းနေမှာမင်းတို့သိဖို့လိုတယ်ဒါကြောင့်မြန်ဆုံးစစ်ခွေးစိတ်ကနေပြီးတော့စစ်သားစိတ်ပြောင်းပြီးပြည်သူရင်ဝင်ခိုးလုံကြပါလို့ဒီနေရာကနေပဲအမှန်အတိပြေးလိုက်ပါတယ် ဒါနဲ့ပတ်သက်ပြီးတော့မင်းအောင်လိုင်းရဲ့စစ်တပ်ကြီးကအင်အားကြီးတယ်ဒါပေမဲ့မင်းအောင်လိုင်းကအုံတော်မရှိဘူးဆိုတဲ့အကြောင်းဘူကျုပ်ဖုံးမြန်နိုင်ကောဘလို့ပြောထားရဲဆိုတာကတော့ဒီတော့ဗီဒီယိုဒီမှာတွေ့ရမှာဖြစ်ပါတယ်။ဟိုနှစ်ပေါင်း80ကျော်အုပ်ချုပ်ခဲ့ပြီးတော့ဖိနှိပ်ခဲ့တဲ့စစ်ကောင်စီရဲ့နေသားတစ်ခုကိုလက်ရှိမြေမှာတိုက်ပွဲဝင်နေကြတဲ့အားခါကြတော့ A ကိုမြင်းမြန်ထတာလေးရဲ့ကောင်းမွန်တဲ့အပိုင်းလေးတစ်ခုကိုပြန်လဲဖော်ပြပေးတာဖြစ်လို့တဲ့အကြည့်ရသေးမျိုးတွေကျွန်တော်တို့ကြည်တော်လို့ရပါတယ်။ထပ်ပြီးတော့မေးချင်တာကတော့အခုလွန်ခဲ့တဲ့နှစ်နှစ်၃နှစ်အတွင်းမှာ AA ကနေပြီးတော့နဖူးတွေဒူးတွေ တတ်ရတဲ့မြန်မာတက်1960ဆယ်မှာကျွန်တော်တို့တည်ခဲ့တဲ့မြန်မာတက်အဲ့ကဘာกว่าလဲအခုကျွန်တော်တို့ကြည့်မယ်ဆိုရင်အခုအေးအရခိုင်ပြည်နယ်မှာပဲရေကျုပ်တွေနှခလဲတာကျွန်တော်တို့တွေ့ရတယ်ဟုတ်လားဆိုတော့အဲ့မြန်မာတက်ကကျွန်တော်တို့မြင်တာကကျွန်တော်တို့ကိုယ်တိုင်ကဟလာကျွန်တော်တို့ရဲ့ editorial talk တွေမှာပြောနေတာစစ်တပ်ပြတ်နေပြီတက်ကပြိုတော့မှတက်ပြတ်နေပြီဆိုတဲ့ဟာမျိုးတွေကျွန်တော်တို့သုံးနှုံးကြတာကျွန်တော်တို့တွေ့ရတယ် တော်လိုင်းရဲ့ဥစုတွေတုံးတာတွေ့ရတယ်ဆိုတော့နဖူးတွေဒူးတွေမြေပြင်မှာတိုက်ရတဲ့သူတွေကဗိုလ်ချုပ်တို့တို့လူမျိုးတွေကနေပြီးတော့ဗိုလ်ချုပ်တို့အနေနဲ့ဘလို့အမြင်နဲ့ပြောကျင်တယ်အဲ့ဒီဟာကျွန်တော်တို့ပြောနေတာတွေ။ဟွန်းအဲကျွန်တော်ကတော့ကျွန်တော်တို့စီမှာတော့ဒီမြေပြင်အခြေအနေကိုဟိုတေချာစစ်ရေးတုံ့တက်ထားတဲ့ဟာတွေတော့ရှိပါတယ် ဒါမဲ့ဒီတိုက်ပွဲကမပြီးသေးဘူးဆိုတော့ဒီစစ်ရေးတုံ့တက်ချက်ကိုကျွန်တော်ကအရင်ဟိုမမဖော်ထုတ်ပါဘူးအဲ့ဒါမဲ့ပြောနိုင်သလောက်ပြောရမယ်ဆိုရင်တော့အာဒီရှမ်းမြောက်ဖက်နဲ့ဒီကချင်ဖက်တွေမှာဆိုရင်သူကလေတက်ရဲ့ပြစ်ကူကိုယူပြီးမှတိုက်တယ်ဒါမဲ့သူ့ရဲ့ moral ဘိုင်းကတအားနှိမ့်တယ်မြန်မာစစ်စစ်တက်လက်ရှိမြန်မာစစ်တက်ကို စကားစတက်ပေါ့ဗျာမြန်မာစစ်တပ်လို့ပြောတာတဲ့ဒီလက်ရှိစကားစတက်ကို1960လောက်ကမြန်မာတပ်မတော်နဲ့အရာရာမှာထက်တူခိုင်းနိုင်လို့တော့မရပါဘူးအသာချက်ကကိုစီမတူပါဘူးအဲ့ဒီခေတ်နှုန်းကဆိုရင်ပြည်သူရဲ့ထောက်ခံမှုတွေရှိမယ်မြန်မာစစ်တပ်ကချမစားသေးဘူးပေါ့သူရဲ့စိတ်ပိုင်းဆိုင်ရာကမြင့်တယ်ဒါပေမဲ့ဤပညာနဲ့အဲလက်နက်ခဲယမ်းတွေကြတော့ဒီခေတ်ကသူအများကြီးမြင့်ပါလေသူရဲ့လေတက်ကိုပြောမလားရေတက်ကိုပြောမလားဘန်ဒါငွေကိုပြောမလား လူအင်အားကိုလူအင်မြစ်ကိုပြောမလားလက်နက်ခဲအကုန်လုံးပဲကျွန်တော်တို့ဒီတိုက်ပွဲကြီးတွေမဖြစ်ခင်မြန်မာစစ်တပ်မှာဒီလောက်ထိများပြားတဲ့လက်နက်ခဲရန်တွေရှိနေမယ်လို့မထင်ထားခဲ့ဘူးဒါပေမဲ့တကယ်ကြည့်တဲ့အချိန်မှာတကယ်များတာပဲအဲသူဟာတကယ်အများကြီးထုတ်လုပ်ထားတာပဲအဲပြီးတော့ဤပညာရလည်းဒီအရင်ခေတ်ထက်အများကြီးတာပါတယ်ဆိုတော့အာအကုန်လုံးကို ခိုင်းနိုင်လို့တော့မရဘူးဟိုမှာအဲစစ်တပ်ရဲ့ခေါင်းဆောင်မှု ပြီးမှသူ့ရဲ့စိတ်ပိုင်းဆိုင်ရာစီကံကျင့်ဝတ်အဲ့ဒါတွေကအဲ့ဒီဖက်မှာမြင့်တယ်ဒီခေတ်ဒီဖက်ခေတ်မှာဆိုတော့အာစစ်တပ်ကတူကဆင်းလာတဲ့အရာရှိတွေရဲ့ဟိုအယက်သားဆန်တဲ့လောဘတွေပေါ့အမစစ်သားတယောက်မှရှိတင်တဲ့နိုင်ငံနဲ့လူမျိုးပေါ်မှာ ရှိတင်တဲ့အအမြင်တွေပြီးမှစစ်တေတယောက်ရဲ့ဒီခံယူချက်နဲ့လှုပ်ဆောင်ချက်တွေအဲ့ဒါတွေကြတော့ဒီစစ်တပ်ကတူကဆင်းလာရင်အာဒီကောင်ဟာတကယ်စစ်သားကြီးဖြစ်ပြီလားလို့ကြည်လိုက်တော့ အာသုံးပွင့်ဖြစ်ရင်ဗာစီပွားရေးလောက်တော့မယ်ဆိုတော့ပောက်ကြရတယ်ကျွန်တော်တို့ကြားရတယ်ဒါကတော့တကယ်ဟိုအနုလက္ခဏာဖက်တယ်မြင်ရတာပေါ့ဒါကြောင့်ဒီစစ်မြေပြင်မှာလည်းပဲရှမ်းမြောက်တို့မှာဆိုရင်ဒီပတ်ဆံတွေပိုပေါ်တာပေါ့အာခိုင်တို့ချင်းတို့နဲ့ဆိုင်ရင်ဒီဖက်တွေကလူတွေကပိုင်ဆိုင်မှုတွေကိုရွှေ့ပြောင်းနေရတာနဲ့သူရဲ့မိသားစုဆိုင်ရာနောက်ဆန်တင်းတဲ့ကိစ္စတွေနဲ့အဲ့ဒါတွေတော့အများကြီးတွေ့ရတယ် and ဒါကြောင့်ဟိုတနေရာနဲ့တနေရာမတူဘူးရခိုင်ဖက်မှာဆိုရင်တော့ဒါသူကရေတက်ရဲ့ပစ်ကူကိုရတယ်အဲ့ဒီဆိုတော့ငါသူကတကယ်ဟိုကြားကုတ်ကြားခဲ အဲတိုက်ပြီးမှအာလူပါအသေးခံတော့တဲ့အဲတက်မှုတွေတော့ကျွန်တော်တို့တွေ့ရပါတယ်ကျွန်တော်တို့ကတော့အဲ့ဒီတက်မှုတွေကိုရန်သူဆိုပေမဲ့အာဒါကျွန်တော်တို့စိတ်ထဲမှာတော့အာဒါဒီကောင်တကယ်စစ်သားပဲသူနဲ့တိုက်ရတာတော့မဆိုးဘူးကွာဆိုတော့ခံစားချက်တော့ရှိကြပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့နောက်ဆိုတော့သူရှုံသွားမှာပါအခုကတော့အာသူ့ရဲ့လူဘလောက်ပဲနိပညာမြင့်လို့အော်တုံတုံနောက်ပိုင်းဒီစစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးမှခေါ်လာတဲ့ ဲစစ်သားအစ်စ်တွေကတော့အများကြီးထိုးသွင်းလာတယ်ဒီလူတွေပဲအခုနောက်ပိုင်းတိုက်ပွဲတွေမှာအကြရှုံးအများကြီးပဲနေရာတိုင်းမှာသူတို့ပဲအလဲလဲကွဲကွဲကြရှုံးနေတာအဲအားလုံးပဲဒီဗီဒီယိုလေးမှာကတော့မင်းအောင်နိုင်နောက်ပိုင်းမှာရှုံးမှသေးကြတယ်ဆိုပြီးတော့အဲအားခန့်ကြတော့ A ရဲ့ဘူဂျိုထွင်းမြင်နိုင်ကတော့သုံးသက်ပြတာဖြစ်ပါတယ်။ဘာကြောင့်ရှုံးရမလဲဆိုတဲ့စကားလေးကတော့အားလုံးပြောခဲ့ပြီးတဲ့အချိန်မှာပဲကဲကိုပဲစစ်မှုတွေအုံမှန်ပါလာတဲ့လူငယ်တွေပဲဖြစ်တဲ့အတွက်ထိန်တိုင်ရင်တော့ကြာရှုံးအောင်ဖြစ်ပါတယ်။ဒါကြောင့်လူငယ်တွေအနေနဲ့မိတို့ရဲ့အသက်တွေကိုတံပိုးထားတဲ့အနေနဲ့ဒီကောင်းလေးလက်ထက်ကရုံးထွက်နိုင်ပြီးတော်လန်ဤသူတွေနဲ့အတူ တော်လန်ကြီးတည်နေတူအားလုံးနဲ့ပူပေါင်းကြဖို့ဒီနေရာကနေပြီးတော့ချက်မှန်သိပေးလို့ဆိုလိုက်ပါနောက်ထပ်တည်နေပုံမှာတော့ဒေါက်တာနေဆိုးမောင်ကိုအင်းစိန်ထောင်ရဲ့တီးသန့်တိုက်မှာထားတယ်လို့သိရှိရပါတယ်စေကောင်စီဖမ်းဆီးထားတဲ့ဦးသန့်ရွှေရဲ့တမတ်ဖြစ်သူဒေါက်တာနေဆိုးမောင်ကိုမန္တလေးဥပိုလ်ထောင်မှရန်ကုန်မြို့အင်းစိန်ထောင်ကြီးတီးသန့်လုံချင်းတိုက်ကိုအပေဗမာပတ်မှာပြောင်းရွှေ့ထားကြောင်းသိရှိရပါတယ်။ဤတန်တိုက်ဆိုလို့တိုက်ပိတ်ထားတဲ့မထင်မှန်တဲ့လုံချင်းတိုက်မှာထားတာကိုပြောတာပါ။ရှင်းတော်နေသူတူကတော့ဓာတ်ရူးကြီးတွေကိုထားတဲ့ဤတန်တိုက်မှာထားတာပါ။တိုက်ဆိုလို့တိုက်ပိတ်ခံရတာ တိုက်တော်မဟုတ်ပါဘူးသူတွေပြန်လည်ပြောထားတာတွေ့ရှိရပါတယ်။စီယနာရှင်ရောင်းဘိုးရုံမူကြီးတန်းရွှေရဲ့တမတ်ဖြစ်သူဒေါက်တာနေဆိုးမောင်ကိုစစ်ကောင်စီကနိုင်ငံတော်တည်ငြိမ်အေဂျင့်တရားရေးပြက်ပြားစီရေးရန်ရည်ရွယ်၍လူမှုကွန်ရက်မှာလှုံ့ဆော်ခြင်းဝါဒဖြန့်ချီခြင်းများလှုံ့ဆော်ခဲ့သူဆိုကပြီးခဲ့တဲ့နှစ်အောက်တိုဘာ23ရက်နေ့ကဖမ်းဆီးခဲ့ပြီးပြည်တကွန်မြို့မှာရဲစခန်းနိုင်အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။အိမ်နောက်မှာလည်းရန်ကုန်တိုင်းလူတော်ကုစလဟောင်းလည်းဖြစ်စစ်တပ်အရာရှိတော်တူတွေဖြစ်တဲ့ ဥကျော်ဇေယကိုလည်းအလင်းအပြီးနောက်ပိုင်းစစ်ကောင်းဆောင်ကိုလူမှုကွန်ရက်နဲ့တရော်စာများနဲ့ရေးတယ်ဆိုပြီးတော့ဗေလာလာဆန်းပိုင်းကအန်စီစစ်စစ်လေးရှိလို့သိရပါတယ်။ဒါကတော့ဥနုကျွဲခတ်ပါဗျာ။ဥဂျူလာရဲ့အရင်လင်းကြီးဆိုတော့လဲဘယ်တက်နိုင်မလဲ။နည်းနည်းလေးဟတာနဲ့ကြွားတာပဲပေါ့။နောက်ထပ်သတင်းမှာတော့ရုရှားနိုင်ငံမော်စကိုမြို့၌မေလာ9ရက်နေ့မှာပြုလုပ်မဲ့မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ180ပြည့်ထိမ်းမှတ်မတိုင်ခင် တိပြခန္ဓာစမ်းလေးကျင့်မှုများဆက်တင်နေတဲ့အချိန်မှာပဲယူကရိန်းကဒရုန်းတိုက်ခိုက်မှုနည်းရစတိုက်လုပ်ဆောင်ခဲ့ကြောင်းမော်စကိုမြို့တော်ဝင်ကနေပြီးထုတ်ပြန်ခဲ့ပါတယ်။ရုရှားသမ္မတဗလာဒီမာပူတင်ဟာမေလ10ရက်နေ့မှာ10ရက်ထိ3ရက်ကြာပြည့်ခတ်ရက်စဲရေးနှစ်ပတ်လည်နေ့ထိမ်းမှတ်ဖြစ်ပြီးခဲ့တဲ့သတင်းပတ်ကကြေညာခဲ့တော်လဲယူကရိန်းသမ္မတဇလန်စကီးကမှရုရှားပေါ်တော်ခန္ဓာရေးလုံခြုံမှုအတွက်အာမမခံနိုင်ကြောင်းလည်းပြောခဲ့တာအလုံးသိရှိမှာဖြစ်ပါတယ်။နောက်တစ်သတင်းမှာတော့ယူကရိန်းသမ္မတဇလန်စကီးရဲ့ချင်းချောက်မှုကြီးရှိတော်လဲရုရှားနိုင်ငံရင်းမြစ်နီး180ပြည့်ခန္ဓာကိုမင်းအောင်လိုင်းနဲ့တူတူတူခေါ်လဲ ပတ်လေဒီဖြစ်ဝက်တက်မြင်ဖြစ်ကြောင်းနေပြီးတော့စစ်ပတ်တရင်းမကထုတ်ပြန်လိုက်ပါတယ်။မီလာကိုဝင်းနေရုရှားနိုင်ငံမော်စကိုမြို့ယင်းမီနီမာပြုတ်လုံမဲ့ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးတဲ့ဒီမီနီအောင်ပွဲခန်းနာကိုမင်းအောင်လည်းတူမိမဖြစ်သူကျူကျူခေါ်ရနေပြီးတော့ပတ်လေဒီဖြစ်ပွဲတက်မီဖြစ်ကြောင်းသို့သူပွဲတက်ရန်ရုရှားနိုင်ငံကကျူကျူခေါ်ကိုတရားဝင်ဖိတ်ကြားခဲ့ကြောင်းလည်းသိရှိရပါတယ်။တချို့ရဲ့ဇနီးကိုတရားဝင်ဖိတ်ကြားတာဖြစ်လို့ရုရှားခီးစင်မှာပါမယ်နိုင်ငံတော်အဆင့်ပတ်လေဒီဖြစ်ဒီပမှာပထမဆုံးတက်တဲ့ပွဲလေးဖြစ်ပါတယ်ဆိုပြီးတော့နေပြည်တော်ကစစ်ကူးတိုက်ကြတော့ ဝင်ကြွားစွာနဲ့ဘုံဖော်ပြောထားတာကိုတွေ့ရှိရပါတယ်။ဒေါ်လန်မျိုးတွေအားလုံးပဲဒီဗီဒီယိုလေးမှတွေ့ရမယ့်အကြောင်းအရာလေးကတော့မင်းအောင်နိုင်ကိုကျွန်တော်တို့မြန်မာတနိုင်ငံတို့က Passive တက်ကောင်လို့ခေါ်ကြတာကိုအားလုံးသိကြမှာဖြစ်ပါတယ်။အဲဒီလိုပဲအခုရုရှားနိုင်ငံမှာပြုလုပ်တဲ့ Passive စန့်ကျင်ရေးဒေါ်လန်ရေးအောင်မြင်မှုအထိမ်းအမှတ်180ပြည့်စုတဲ့နေရာမှာလည်း Passive တက်ကောင်တွေကိုပြန်လည်ဖိတ်ထားတာတွေ့ရတယ်တကယ်ကြီးစရာပါပဲ။ Passive တက်ကောင်တော့မဟုတ်ဘူး။ First Lady ဆိုပြီးတော့သွားနေတဲ့ကျူကျူလာလည်းပါတာပေါ့ဗျာ။အဲဒါကိုဆရာကိုသိမြတ်ကောင်ဘယ်လိုမျိုးထောက်ပြပြောဆိုထားတယ်ဆိုတော့မကြည့်ရသေးတဲ့ဒေါ်လန်မျိုးတွေအတွက်ပြန်လည်ဝင်မြန်ပြေးလိုက်ပါတယ်။မြောက် အောင်မွေးနေအခမ်းအနားတက်ရောက်ဖို့ဖိတ်ကြားလိုက်ပါတယ်ဒီလောက်ရဟာဆိုဗီယက်တို့ရဲ့ဖက်စစ် အောင်မွေးနေကိုအလွန်အယုတ်ဆိုးအကြီးတန်းစေတဲ့လောက်ရပါဒါပေမဲ့မတိလို့လောက်ကြတာမဟုတ်ဘဲနဲ့တိတိနဲ့ဖြက်စီးနေကြတာဖြစ်တဲ့အတွက်အထူးဝန်းနေစရာတော့မဟုတ်တော့ဘူးလို့ဆိုရမှာပါရုရှားရဲ့အနည်း80မြောက်အောင်မွေးနေဆိုတာကဘာပါလဲအဲ့ဒီကာလတုန်းကရှိခဲ့တဲ့ဆိုဗီယက်ယူနီယံကိုဂျာမန်နာဇီတပ်ကကျူးကျော်ခဲ့ရမှာခုခံတက်ခဲ့ပြီးတော့အောင်မြင်ခဲ့တဲ့အထိတ်မှတ်နေပါ ဆိုဗီယက်ယူနီယံတက်နေတော်စစ်သားနဲ့ပြည်သူလူထုစုစုပေါင်း25ဆန်းကနေပြီးတော့တန်း30အကြာတိတ်ဆုံးခဲ့ကြပါတယ်။ဆိုဗီယက်ယူနီယံကသာမကကဘာကြီးတစ်ခုလုံးကိုပါဖက်စစ်ဝါဒနာဇီဝါဒအန်တီယားကနေပြီးတော့ကဲတင်ပေးခဲ့တာဖြစ်တဲ့အတွက်တမိုင်းဝင် နေကြီးတနေပါ။အဲ့ဒါလိုကဘာမှာအကြီးအကျယ်ဆုံးဖြစ်တဲ့ဖက်စစ်အောင်ပွဲကိုတက်ရောက်ဖို့ဗမာပြည်ကဖက်စစ်မင်းအောင်လိုင်းနဲ့ဇနီးကျူကျူလှကိုဖိတ်ကြားလိုက်တာဟာရည်စရာပြက်လုံးတစ်ခုလိုဖြစ်သွားပါတယ်။ကျွန်တော်တို့မြန်မာပြည်သူတွေက ဘုံမင်းအောင်လှိုင်ရဲ့စစ်ကောင်စီကိုဖက်စစ်တယ်လို့ခေါ်ပါတယ်အဲ့ဒါဘာကြောင့်ပါလဲဖက်စစ်စစ်တပ်အမြင့်ဖျက်လို့လူငယ်တွေကကြွေးကြော်နေကြပါတယ်အဲ့ဒါဘာကြောင့်ပါလဲကြွေးကြော်နေတဲ့လူငယ်တွေရဲမှတောင်မှတချို့ကတိတ်ပြီးတော့နားမလဲတဲ့လူငယ်လေးတွေရှိကြပါတယ်တိတ်ငယ်တဲ့လူငယ်တချို့ကကောင်းကောင်းနားမလဲကြပါဘူးအဲ့တော့အဲ့ဒီအကြောင်းကိုနည်းနည်းလေးရှင်းပြကြပါမယ်တကယ်တော့ဘုံမင်းအောင်လှိုင်တို့စစ်ကောင်စီကိုဖက်စစ်စစ်တပ်လို့ခေါ်တာဟာမုံလို့ချိုးနိုင်ခြင်းလို့ခေါ်တာတသက်ပဲလို့ထင်လို့ရှိရင်မှားပါလိမ့်မယ် ။ဘာကြောင့် passive စစ်တပ်လို့ခေါ်တယ်လဲဆိုတော့စစ်အာဏာရှင်တွေဟာတကယ်ကိုပဲ passive တွေမလို့ passive လို့ခေါ်တာပါပဲ။ဘုံမင်း online တို့ဟာ passive ဟောမဟုတ်ကိုတိုခွဲစမ်းစစ်ဖို့အတွက် passive လက္ခဏာ15ချက်ကိုတင်ပြပါမယ်။အဲ့ဒီ15ချက်ဟာကျွန်တော်တယောက်တည်းအမြင်မဟုတ်ပါဘူး။ကမ္ဘာနိုင်ငံရေးသိပ္ပံပညာရှင်အားလုံးကသဘောတူညီညွတ်စွာသတ်မှတ်ထားလက်ခံထားပြီးသားဖြစ်တဲ့ passive လက္ခဏာရပ်တွေဖြစ်ပါတယ်။ဘုံမင်း online တို့ဟာ passive ဟောမဟုတ်ကိုတိုက်ကြည့်ကြပါနံပါတ်1ကတော့တဦးတယောက်တည်းသို့မဟုတ် တစုတစ်ဖွဲ့ရဲ့ချုပ်ကိုင်မှုဖြစ်ပါတယ်ဖက်စစ်မူဆိုလိုနီနာဇီဟစ်တလာနဲ့ဘိုမင်းအောင်နိုင်တို့ရဲ့စစ်ကောင်စီတို့ကိုလက်တဆုပ်စာစစ်ကောင်းဆောင်တွေကစုံမချုပ်ကိုင်ထားပါတယ်နံပါတ်1ကတော့ပုဂ္ဂိုလ်ရေးကိုးကွယ်မှုထူထောင်ခြင်းဖြစ်ပါတယ်မူဆိုလိုနီဟစ်တလာတို့ဟာပုဂ္ဂိုလ်ရေးဩဇာကိုထူထောင်ခဲ့ကြပါတယ်ဘိုမင်းအောင်နိုင်ကလည်းသူ့ရဲ့ပုဂ္ဂိုလ်ရေးဩဇာကိုထူထောင်ပါတယ်သူမကြိုက်တဲ့သူမှန်တယ်များကိုဖယ်ရှားပါတယ်အဲ့ဒါလို့ဖယ်ရှားတဲ့အခါမှာလည်းသူတအူးရဲ့ဆုံးဖြတ်ချက်နဲ့လှုပ်ဆောင်ပါတယ်ဒါဖက်စစ်လက္ခဏာပါ နံပါတ်3ချက်ကဒီမိုကရေစီကိုညှိပယ်မှုဖြစ်ပါတယ်။ကမ္ဘာပေါ်မှာရှိတဲ့ဖက်ရှစ်အစိုးရတိုင်းဟာဒီမိုကရေစီအခွင့်အရေးတွေကိုညှိပယ်ဆန့်ကျင်ပါတယ်။နံပါတ်4အချက်ကတော့အမြင်မတူတဲ့နိုင်ငံရေးသမားတွေကိုဖမ်းဆီးနှိပ်စက်မှုဖြစ်ပါတယ်။ဖက်ရှစ်မူဆိုလိုနီအစိုးရဂျာမန်နာဇီတို့ဟာသူတို့နဲ့အမြင်မတူတဲ့အတိုက်ခံနိုင်ငံရေးသမားတွေကိုဖမ်းဆီးတာညှဉ်းပန်းနှိပ်စက်တာတပ်ဖြတ်တာတွေကိုလုပ်ပါတယ်။ဘုံမင်းအွန်လိုင်းတို့မြန်မာဖက်ရှစ်တွေကလည်းတစ်ထပ်ထဲပဲပြုမှုပါတယ်။တခြားဂျပန်ဖက်ရှစ်တို့ချီလီပီနိုချေဖက်ရှစ်တို့ပြစ်စပိန်ဖက်ရှစ်တို့ ကဘာပေါ်မှာရှိတဲ့ဖြစ်စစ်အလုံးအတူတူပါပဲ음ဒါပေမဲ့အခုကျွန်တော်တင်ပြရမှာလူတီများအထင်ရှားဆုံးဖြစ်တဲ့အီတလီမူဆိုလိုဒီနဲ့ဂျာမန်ဟစ်တလာကိုပဲအဓိကအားဖြင့်ဥပမာပေးပါမယ်နံပါတ်5အချက်ကတော့နိုင်ငံသားအခွင့်အရေးနိုင်ငံသားလွတ်လပ်မှုဆိုတဲ့ citizen rights တွေကိုဖိနှိပ်မှုချုပ်ချယ်မှုကန့်သတ်မှုရုပ်သိမ်းမှုဖြစ်ပါတယ်ဘုံမင်း online အာနာသိမ့်ပြီးတဲ့နောက်မှာပထမဆုံးလုပ်တဲ့အလုပ်ဟာ24နာရီထဲပို့ပြီးတော့ဖတ်ချုပ်ခွင့်မရှိဆိုတဲ့ဥပဒေကိုဖျက်သိမ်းပါတယ် ဝရမ်းမပါဘဲနဲ့မဖမ်းရဆိုတဲ့ဥပဒေတွေကိုပယ်ဖြတ်ပါတယ်။အဲဇင်းဥပဒေကိုတော့ပြန်ပြီးတော့အသက်သွင်းပါတယ်။နိုင်ငံသားအခွင့်အရေးကိုအအူးဆုံးစပြီးတော့ဖျက်ဆီးတာပါပဲ။အလွန်ဖက်စစ်ပြီးသားတဲ့လှုပ်ဆောင်ချက်ဖြစ်ပါတယ်။နံပါတ်6အချက်ကတော့စင်စာဖြတ်တောက်မှုမီဒီယာဖိနှိပ်မှုဖြစ်ပါတယ်။ဖက်စစ်အစိုးရတိုင်းဟာသတင်းမီဒီယာတွေကိုဖိနှိပ်ပါတယ်။စင်စာအကြီးကျယ်ဖြစ်ပါတယ်။ ဟစ်တလာရဲ့နာဇီဆိုရဟာသတင်းစာတိုက်တွေကိုရိုက်ချိုးဖျက်ဆီးခဲ့ပူပါတယ်မြန်မာနိုင်ငံမှာလည်းဖာစာပလာအစိုးရကကြောထောက်နောက်ခံပေးပြီးတော့စစ်တပ်လက်ကင်တို့ပူစောထီတွေကသတင်းစာတိုက်တွေကိုရိုက်ချိုးခဲ့ပူပါတယ်2021ခုနှစ်စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မှာလည်းသတင်းစာတိုက်တွေတဲကိုအတင်းဝင်ရောက်ပြီးတော့သတင်းသမားအများအပြားကိုဖမ်းဆီးတာတွေလုပ်ခဲ့ပါတယ်ကမာရွတ်မီဒီယာကိုဝေစီးနှင်းပြီးတော့သတင်းစာဆရာနေတမောင်ကိုဖမ်းတဲ့အမှုဟာကြောက်ကြပါတယ်ဒါကလူသိများတာကိုပြောပြတာပါတကယ်လက်တွေ့မှာသတင်းဌာနအများစုဟာထိုင်းနိုင်ငံဆက်ကို ထွက်ပြေးရွှေ့ပြောင်းသွားခဲ့ကြပါတယ်ပြည်တော်မှာကြံခဲ့တဲ့သတင်းဌာနတွေကိုကြည့်မယ်ဆိုလို့ရှိရင်လည်းနှမျိုးနှစ်စားလောက်ပဲကြံပါတော့တယ်တမျိုးကစစ်ကောင်စီရဲ့လက်ပါစီမီဒီယာတွေဖြစ်ပြီးတော့ကြံတမျိုးကတော့စစ်ကောင်စီကဖမ်းမှာဆိုလို့ကိုယ့်ဘာသာကိုစင်စါဖြတ်ပြီးတော့သတင်းလုံနေရတဲ့မီဒီယာတွေပါနံပါတ်9ချက်ကတော့အစိုးရမျိုးချစ်စိတ်နဲ့ဘာသာကြားဆန့်ကျင်မှုဖြစ်ပါတယ်။ဂျာမနီ၊အီတလီတို့မှာအစိုးရမျိုးချစ်စိတ်ကြီးကြီးမားမားလှုံ့ဆော်ခဲ့ပါတယ်။ ဂျာမနီမှာပရက်ရှားလူမျိုးကသာအကြီးမြတ်ဆုံးလို့ယူဆပြီးတော့ပရက်ရှားအမျိုးသမီးတွေအရွယ်ရောက်လို့ရှိရင်မြန်မြန်လေယူသားမွေးကြဖို့ကိုနှိုးဆော်အားပေးကြဘူးပါလေဂျူးတွေကိုတန်းနဲ့ချီပြီးတော့ကြတော့တက်ဖြတ်ခဲ့ပါလေဗမာပြည်မှာလည်းစစ်ကောင်စီကဗမာလူမျိုးနဲ့ဗုဒ္ဓဘာသာကသာအမျက်ဆုံးလို့လှုံ့ဆော်ပါလေမွတ်စလင်တွေကိုအကြီးကျယ်တက်ဖြတ်ပါလေမဘသလိုအစိုးရမျိုးချစ်အဖွဲ့အစည်းကိုလက်မဲကြီးတွေရဲ့အကူအညီနဲ့ထူထောင်ပြီးတော့တန်ဃာတွေကိုအသုံးချပါလေမဘသအာကိုနဲ့ပြူစောတိအဖွဲ့ထူထောင်ပါလေနံပါတ်၈အချက်ကတော့အယက်သား စစ်တပ်ဖွဲ့စည်းမှုဖြစ်ပါတယ်။အရသာပြည်သူစစ်ဆိုတာတွေကိုထူထောင်တဲ့လောက်ရကိုအီတလီဖက်စစ်ဂျာမန်နာဇီတွေနဲ့လုခဲ့ကြပါတယ်။အီတလီမှာရှက်နဲ့တက်ဂျာမနီမှာရှက်ညိုတက်တို့ဟာစစ်ကောင်စီရဲ့ပြူစောထီးတက်နဲ့တထက်တဲ့တထရာလေးပါပဲ။နံပါတ်6အချက်ကတော့အတိတ်သမိုင်းတုန်းကအောင်မြင်မှုတွေကိုလှုံ့ဆော်ပြီးတော့မျိုးချစ်စိတ်တွေးထုတ်ပြတာညှင့်တင်ပြတာတွေကိုလုပ်ပါတယ်။ကိုယ့်လူမျိုးဟာဘလို့မြင့်မြတ်ကြောင် အတိတ်သမိုင်းမှာဘလို့အောင်မြင်မှုတွေရှိခဲ့ကြောင်းတခန့်တနာချက်ထွင်ပြီးတော့ရှော့မွေးကိုဘာရာနတိချက်လက်ကြပါတယ်စေအုပ်စုအဆက်ဆက်ကပြောတတ်ကြတဲ့ပြူစောတိအနောယထာကျန်စစ်သားဘရင်အောင်လောင်ဖျားတို့အကြောင်းတွေဟာအဲ့ဒီသဘောပါပဲနေပြည်တော်မှာစိုက်ထူထားတဲ့လူယုတ်ကြီးတွေဟာဖက်စစ်ဝါဒအမှတ်သားပါပဲနံပါတ်30ချက်ကတော့လူမျိုးငယ်တွေနဲ့ရွှေပြောင်းဝင်ရောက်တဲ့သူတွေကိုဖိနှိပ်ညှဉ်းဆဲမှုဖြစ်ပါတယ်စစ်ကောင်စီရဲ့ရိုဟင်ဂျာမုန်းလို့ရေးနဲ့တိုင်းရင်းသားတွေအပေါ်စစ်မှတ်ပြုတာရွာတွေမိရှို့တာမစ်တင်တာတွေဟာဖက်စစ်လက္ခဏာတွေပါပဲ ရိုဟင်ဂျာမုန်တီးရဲနဲ့တိုင်းရင်းသားတွေကိုဖိနှိပ်ရေးဟာလူမျိုးကြီးဝါဒရဲ့ဘက်နှစ်ဘက်လက္ခဏာနှစ်ရပ်ဖြစ်ပါတယ်။အမြဲလိုလိုအဲ့အရာတွေဟာရှင်တွဲနေတတ်ပါတယ်။နံပါတ်7ကတော့စစ်အင်အားတိုးချဲ့မှုစစ်ပွဲတွေကိုဖန်တီးပြီးတော့အမျိုးသားရေးစိတ်တက်မြင့်တက်မှုဖြစ်ပါတယ်။ဒီလိုလောက်ရမျိုးကိုဖက်စစ်နာစီအားလုံးလုတ်တက်ကြတယ်လို့စစ်အုပ်စုစစ်ကောင်စီကလည်းလုတ်တယ်ဆိုတာအထူးရှင်းလင်းပြောစရာမလိုဘူးထင်ပါတယ်။နံပါတ်7ကတော့ Communist စန့်ကျင်ရေးစိတ်တက် Liberal စန့်ကျင်ရေးစိတ်တက်ပါအီတလီဖက်စစ်နဲ့ဂျာမန်နာစီတို့ရဲ့အဓိကရန်သူတွေဟာ community နဲ့ liberal တွေပါစစ်ကောင်စီကလည်း community နဲ့ liberal ကိုအလွန်မုန်းတိပါတယ်စစ်ကောင်စီမုန်းတိတဲ့ community ဆိုတာဗမာပြည် community party အစရှိတဲ့ဗမာပြည်ကလက်ဝဲယူဆရှိတဲ့ community တွေကိုဆွလိုတာဖြစ်ပါတယ်တရုတ်ကိုပေါင်းနေတာကတော့ community မလို့ပေါင်းနေတာမဟုတ်ပါဘူးအင်အားကြီးတဲ့နိုင်ငံမလို့ပေါင်းတာပါတရုတ်ဟာလက်ရှိမှာ community home home ဆိုတာကလည်းတကမ္ဘာလုံးမှာအငင်းပွားနေတဲ့အကြောင်းအရာတစ်ခုဖြစ်ပါတယ်နံပါတ်73အချက်ကတော့အစွန်ရောက်တဲ့အရင်းရှင်စနစ်လက်တဆုပ်စာရင်းစင်တွေကိုစစ်တပ်နဲ့အကာအကွယ်ပေးတဲ့လက္ခဏာဖြစ်ပါတယ် ဖက်စစ်ဝါဒနာဇီဝါဒရဲ့အထင်ရှားဆုံးလက္ခဏာတစ်ရပ်ကတော့လက်တဆုပ်စာလက်ဝကြီးအုပ်လက်ဝကြီးအုပ်ဆုံးအရေးရှင်စနစ်နဲ့စစ်အာဏာရှင်တို့ကိုပူးပေါင်းထားတာပါပဲလက်တဆုပ်စာအရေးရှင်ကြီးတွေကိုစစ်တပ်နဲ့အကာအကွယ်ပေးထားတဲ့အချက်ပါပဲအခုစစ်ကောင်စီနဲ့စစ်အုပ်စုအဆက်ဆက်ကခရိုနီမွေးပြီးတော့စစ်တပ်နဲ့အကာအကွယ်ပေးထားတာဟာလေဖက်စစ်လက္ခဏာရခိုင်နှုန်းပြပါပဲနံပါတ်၁၄အချက်ကတော့အမျိုးသမီးနဲ့လိင်တူချစ်သူတွေကိုဖိတိုက်မှုဖြစ်ပါတယ် ဖက်စစ်နဲ့နာဇီတွေဟာအမျိုးသမီးတွေကိုနှိမ်တက်ပါတယ်အထင်သေးတတ်ပါတယ်လိန်တူစစ်သူတွေကိုလည်းမုံတီးရွှရှာကြပါတယ်စစ်ကောင်စီမှာလည်းအဲ့ဒီသဘောထားအပြည့်အဝရှိပါတယ်နံပါတ်15အချက်ကတော့အတုအယောင်လူမှုလှုပ်ရှားမှုတွေလုပ်ပြီးတော့အများပြည်သူကိုလှည့်စားခြင်းဖြစ်ပါတယ်ဂျာမန်နာဇီတွေဟာရှက်ညိုတက်တွေနဲ့နာဇီပါတီဝင်တွေကိုအသုံးပြုပြီးတော့ဟော်ပြောပွဲတွေလုပ်တာလှုံ့ဆော်တာဆန္ဒပြတာတွေမှာနာမည်ကြီးပါတယ်အဲ့ဒီအုပ်စုတွေကိုအသုံးပြုပြီးတော့လူမှုကိုလှည့်စားပါတယ်စစ်ကောင်စီကမဘာသားတွေကိုတုံးပြီးတော့ ကိုကန့်စန့်ကျင်ရေးဆန္ဒပြတာတို့တစ်တုံညာနှစ်ခုဆစ်စင်ရေးကာလမှာတရုတ်စန့်ကျင်ရေးဆန္ဒပြတာတို့စစ်မှုထမ်းထောက်ခံဆန္ဒပြတာတို့ဆိုတာတွေဟာဂျာမန်နာဇီတွေရဲ့လုပ်ရတဲ့တထက်ထဲပါပဲအဲ့ဒီ15ချက်ကိုကြည့်လိုက်မယ်ဆိုလို့ချင်းမင်းအောင်လိုင်းစစ်ကောင်စီကိုဖက်စစ်လို့ခေါ်နေတာဟာမုန်းလို့ဆဲနေတာမဟုတ်ဖက်နဲ့တကယ့်ကိုဖက်စစ်မှုလို့ကိုဖက်စစ်လို့ခေါ်နေတာဖြစ်ကြောင်းသိတာထင်ရှားပါတယ်15ချက်အကုန်ကိုက်ညီနေတဲ့အတွက်မင်းအွန်လိုင်းစစ်ကောင်စီဟာဖက်စစ်ဟုတ်မဟုတ်ဆိုတာကိုတန်တရားဖြစ်နေကြမှာမရှိပါဘူး နိုင်ငံရေးသိပ္ပံပညာတွေ့ရှိချက်များနဲ့လုံးဝတစ်ထက်တည်းကိုက်ညီတဲ့ဖက်စစ်အစစ်အမှန်ရေမြောတဲ့ဖက်စစ်ဖြစ်ပါတယ်ဖက်စစ်အောင်မွေးနေအခမ်းအနားကြီးမှာဖက်စစ်မင်းအောင်လိုင်းတက်ရောက်ဖို့ဖိတ်ကြားရတဲ့ဆိုတာကတော့ဟာဟာအကျိန်တသက်မှာဗလာဒီမီယာဖြစ်